အားလုံးယေရှုနာမ၌မင်္ဂလာပါဒီကနေ့မှာတော့ငွေကြေးနဲ့ပတ်သက်ပြီးဂျွန်ဝက်စလီရဲ့အဆိုသုံးခုအကြောင်းကိုတတိခံဝင်ကားလိုပါတယ်ဂျွန်ဝက်စလီကငွေကြေးနဲ့ပတ်သက်ပြီးတော့လိုက်နိုင်ရန်လွယ်ကူတဲ့အဆိုသုံးခုကိုသူဖော်ပြခဲ့ပါတယ်ငွေကြေးလို့ပြောတာနဲ့ဒီနေ့ခရစ်ယာန်တွေတော်တော်များများကအာဒါကတော့စာတန်ပဲဒါကတော့လွင်မားတဲ့တွင်တင်ချက်ပဲဒါကတော့တမန်တော်နဲ့မကိုက်ဘူးဒါကတော့ဘုရားသခင်အလိုတော်မဟုတ်ဘူးလို့စတဲ့ဖြင့်ကျွန်တော်တို့ လက်ခံယုံကြည်တတ်ပါတယ်တကယ်တမ်းကျတော့ငွေကြေးကိုဒါစာတန်ဆင်းရလာတာဖြစ်တယ်ဒါမကောင်းတဲ့အမှုရာဖြစ်တယ်လို့နှုတ်ကပတ်တော်ကမပြောပါဘူးနှုတ်ကပတ်တော်တွင်တဲ့အရာကငွေကြေးကိုတက်မက်ဆွဲလန်းပြီးတော့မှားယွင်းစွာရယူတဲ့အရာတွေမတရားတစ်ဖြင့်စီးပွားရှာတဲ့အရာတွေငွေကိုတက်မက်တဲ့စိတ်နှလုံးသားလင်းအပြစ်ဖြစ်တယ်လို့ဓမ္မကျမ်းစာကတွင်တင်တာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ခရိယန်တွေငွေကြေးကိုမှန်ကန်စွာသုံးဆွဲတတ်ဖို့ငွေကြေးကိုတမန်တရားနဲ့အညီအလိုတော်နဲ့အညီ ရှောက်ဖွေသုံးဆွဲပေးကမ်းတတ်ဖို့အင်မတန်မှအရေးကြီးပါတယ်။တကယ်ရှုခရစ်တော်ပြားကိုယ်တိုင်သူ့ရဲ့တပည့်တော်ဆန်တပါးထဲမှာငွေကိုထိမ့်သိမ့်နေတူဆိုတီးတန့်ကိုထားပါတယ်။ဒါကစီမံခန့်ခွဲတဲ့အလုပ်တစ်ခုလေးဖြစ်ပါတယ်။ကျွန်တော်ရဲ့အသက်တာမှာငွေကိုသုံးဆွဲနိုင်မှငွေကိုတမန်တရားနဲ့အညီရှောက်ဖွေနိုင်မှတစ်ဖက်မှာလည်းကျွန်တော်တို့ပေးကမ်းစွန့်ကြေးနိုင်မှာဖြစ်ပါတယ်။တမန်ကျောင်းစာကကျွန်တော်တို့ဟာပေးကမ်းစွန့်ကြေးတော်သူတူဖြစ်ဖို့အလိုတော်ရှိပါတယ်။နှစ်ကောခန်းကြီးကို အပိုင်ငယ်၁၇မှာ နှုတ်ကပတ်တော်ကဒီလိုပြောပါတယ်ထို့တို့တင်တို့ဒီစေတနာစိတ်နှင့်အမျိုးမျိုးသောစွန့်ကြဲပေးကမ်းခြင်းအလို့ကအယားယာ၌ကြွယ်ဝခြင်းရှိသည်ဖြစ်၍ငါတို့အားဖြင့်ဖျားခင်ယေရှုတော်ကိုချီးမွမ်းစရာအကြောင်းရှိလိမ့်မည်စွန့်ကြဲပေးကမ်းခြင်း၌အယားယာ၌ကြွယ်ဝခြင်းရှိဖို့လို့ပြောပါတယ်နှုတ်ကပတ်တော်ကယုံကြည်သူဖြစ်တဲ့အခါမှာစွန့်ကြဲပေးကမ်းတဲ့တစ်ဖက်မှာလည်းအယားယာ၌ကြွယ်ဝခြင်းရှိတဲ့အခါမှာတစ်ဖက်မှာဖျားခင်ရဲ့ဘုန်းတော်ထင်ရှားတယ်ဆိုတာကိုနှုတ်ကပတ်တော်ကသွန်းတင်ပါတယ် တို့ဘာတော့ကြောင့်ကျွန်တော်တို့ခရိယန်တွေယုံကြည်သူတွေဖြစ်တဲ့အခါမှာငွေကြေးနဲ့ပတ်သက်ပြီးတော့တေချာလေတည်သားလေဖို့လိုအပ်ပါတယ်။ဒါကြောင့်ဒီနေ့ဂျွန်ဝက်စလီကတော့သူငွေကြေးနဲ့ပတ်သက်ပြီးတော့သူလက်ခံယုံကြည်ထားတဲ့အဆိုတုံးခုရှိပါတယ်။အဲ့ဒီတုံးခုကပထမတစ်ခုကရနိုင်တဲ့များယူပါလို့ပြောပါတယ်။ရနိုင်တဲ့များယူပါလို့ပြောတော့ကြောင့်ကျွန်တော်မတရားစည်းဝါးတွေရှာခိုင်းတာဒီပါစီရနေပြီးတော့အနိုင်ထက်ပြူတာလို့ပြောချင်တာမဟုတ်ပါဘူး။ဘုရားသခင်အလိုတော်နဲ့အညီကျွန်တော်တို့တမန်တော်ရနဲ့အညီ ငွေကို ရှာဖွေတတ်ဖို့ဖြစ်ပါတယ်ဂျွန်ဝက်စလီကခက်ခဲတဲ့ဆင်းရဲတဲ့မိသားစုနဲ့လာတာဖြစ်တော့ကြောင့်သူအသက်အရွယ်တစ်ခုရလာတဲ့အခါမှာ offer စတက်ကတော့နေပြီသူ့ကိုစာတင်ဖို့ကမ်းလှမ်းတဲ့အခါမှာအဲ့ဒီကမ်းလှမ်းချက်ကိုသူလက်ခံခဲ့ပါတယ်တစ်ဖက်မှာဘုရားသခင်ရဲ့အမှုတော်မှာလည်းပါဝင်နေတာဖြစ်ပါတယ်ဘာကြောင့်သူလက်ခံတယ်လဲလို့ပြောတဲ့အခါမှာသူငွေကြီးလိုအပ်တယ်သူရဲ့ဆင်းရဲတဲ့ယုံကံရတဲ့ဘဝကနေလွတ်မြောက်ဖို့လိုအပ်တယ်တို့ဘာတို့ကြောင့်ဒီအလုပ်ကိုလက်ခံပြီးတော့သူတိုင်းတာတစ်ခုတည်း ငွေကြေးရရှိဖို့အတွက်သူလှုံ့ဆော်ခဲ့ပါတယ်။တစ်ဖက်မှာလည်းသူဒီလိုမျိုးလှုံ့ဆော်ခြင်းအဖြစ်အဲ့ဒီငွေကြေးကိုသူ့ရဲ့တကူရည်အတွက်သူ့ရဲ့ကာယအတွက်သူ့ရဲ့ဇာတိအတွက်ပဲသုံးတာမဟုတ်ဘူး။တစ်ဖက်မှာဖျားတခင်နိုင်ငံတော်အတွက်သူအများဆုံးအများကြီးပေးကနိုင်တယ်၊ပေးလူနိုင်တယ်၊စင်ရတော်သူတွေကိုမျှဝေနိုင်တယ်ဆိုတာကိုသူတည်တည်ခံနာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ယုံကြည်သူဖြစ်တဲ့အခါမှာဘယ်သူမှမဆိုကျွန်တော်တို့တမအာဇီဝအလုံးနဲ့ရနိုင်တဲ့မြတ်ကျွန်တော်ငွေကြေးကို ရအောင်လှုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတော့ကိုဒီလိုလက်ခံထားတာဖြစ်ပါတယ်။နောက်ဒုတိယတစ်ခုကစုနိုင်တမျစုပါ။သူကမပြောတလေလို့ပြောတဲ့အခါမှာမိမိတို့ရရှိတဲ့ကောင်းကြီးမင်္ဂလာငွေကြေးတွေကိုမိမိရဲ့ဇာတိအလိုဆန္ဒအတွက်တော်လကောင်းကျွန်တော်တို့ရဲ့တကူရေပျော်ရွှင်မှုအတွက်တော်လကောင်းသူတပားရှိမှဝါကြွားခြင်းနဲ့စိတ်နဲ့တော်လကောင်းသုံးဆွဲခြင်းမပြုဖို့အတွက်တတိပေးထားပါတယ်။တချို့ယုံကြည်သူညီကိုမောင်နှမတွေအမန်တမစားကောင်းတောက်ကောင်းတွေကို အာဈေးဆိုင်အကြီးကြီးအမတမနမကြီးတဲ့နေရာမှာစားပြီးတော့ဓာတ်ပုံတွေရိုက်ပြတယ်တင်ပြတယ်ဆိုဒီအရာတွေကဘုဒ္ဓတွေမှတိဆောက်ဆရာမဖြစ်တဲ့အရာတွေဖြစ်ပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ဝါကြွားတဲ့စိတ်နှလုံးဖြစ်ပါတယ်။ဂျွန်ဝစ်လီကဒါမျိုးတွေမလုပ်ဖို့တတိပေးပါတယ်။တင်စားနိုင်တာကျေးဇူးတော်ချီးမွမ်းပြီးတော့ကိုယ့်အကိုအေးစေစားဖို့ဖြစ်ပါတယ်။ဒါတွေကိုရိုက်ပြဆရာလည်းမလုပ်ဘူးတင်ပြဆရာလည်းမလုပ်ဘူး။အဲ့တော့တစ်ဖက်မှာအားနေတဲ့သူတွေရှိတယ်။ ချို့တဲ့တဲ့တွေရှိတယ်သူတို့ကိုမထီမဲ့မြင်ပြုရကြတယ်ဆိုတာကိုကျွန်တော်တို့တတိပြုဖို့ဖြစ်ပါတယ်နောက်ပြီးတော့ထူစားတဲ့အဝတ်အစားတွေထူစားတဲ့အတုံးဆောင်ပစ္စည်းတွေကျွန်တော်တို့တင့်တင့်လျောက်ရှိတယ်ဆိုရင်အဆင်ပြေပြီအာဒါတွေကိုကျွန်တော်တို့အာကြွားပြရတယ်ထုတ်ပြရတယ်ဒီကိစ္စတွေဒီလိုလှုပ်ခြင်းအပြင်ဘ ᱹ ဒုတ္တမတိဆောက်ဆရာမဖြစ်ဘူးအဲ့တော့တင်ဒီယာတွေကိုရခြင်းကအတင်ကောင်းကြီးခံစားလို့ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါမဲ့ဒီယာတွေကိုဆိုရှယ်မီဒီယာပေါ်မှာခြားပြပြီးတော့ကြွားပြဖို့မဟုတ်ဘူး အဲ့တော့ကျွန်တော်စလီကတော့အထူးသဖြင့်မလိုအပ်ဘဲနဲ့ကိုယ့်ရဲ့ဇာတိအလိုစိတ်လိုက်ပြီးတော့ဒါတွေကိုမလုံဆောင်ဖို့ချိထားပြီးသားအရာတွေကိုပဲတင်းတိမ်လျောက်ရေးစွာနဲ့အသက်ရှင်ဖို့ကိုမှရှိတဲ့ကောင်းကြီးမင်္ဂလာတွေကိုနိုင်ငံနိုင်ငံတော်အတွက်ဒါပြင်ကျွန်တော်တို့စင်ရေးတော်သူတွေအတွက်ပေးကမ်းဖို့အတွက်သူအားဒီလိုပဲလက်ခံယူကြည့်ထားတယ်ဆိုတော့ကိုနားလည်တာဖြစ်ပါတယ်သူကပြောတယ်လဲဆိုတော့ ဇာတိတဘောဆိုတာဘယ်တော့မှတော်ပြီဆိုပြီးတော့စိတ်ထဲမှာမရှိဘူးအမြဲတမ်းလိုချင်တောင့်တနေတဲ့တဘောရှိတယ်ဆိုတာကိုဖော်ပြခဲ့တာဖြစ်ပါတယ်။နောက်နံပါတ်3တစ်ခုကတော့ပေးနိုင်တဲ့၍ပေးပါဒီနေရာမှာကျွန်တော်တို့ကိုကိုယ်တိုင်ကောင်းကြီးမင်္ဂလာခံစားမှသူတစ်ပါးကိုကျွန်တော်ပေးကမ်းနိုင်မှာဖြစ်ပါတယ် အဲ့ဒီထဲမှာမှဒီနေ့ကျွန်တော်ခွေရတီမပြတ်မကွက်လှုပ်ဆောင်မယ့်အရာကဇေဘုရဘုပေးဖို့ဖြစ်ပါတယ်။ဒီကိစ္စကြတော့ဇေဘုရဘုဆိုတာကျွန်တော်ဥစ္စာမဟုတ်ဘူး။ဘုရားသခင်ဥစ္စာဖြစ်တယ်။တို့ဘာလို့ကြောင့်ဘုရားရဲ့ဥစ္စာကိုဘုရားသခင်လက်တော်ထဲမှာပြန်လည်ပြီးတော့အနံဖို့ဖြစ်ပါတယ်။လူတစ်ယောက်ကသူ့ရဲ့ငွေကြေးတွေအကုန်လုံးကိုသူ့ရဲ့နှလုံးသားထဲမှာတင်ထားတယ်လို့ပြောပါတယ်။ဆိုတော့ဂျွန်ဝက်စလီကအဲ့ဒီတူကိုဘာပြောသလဲဆိုတော့သင်ရဲ့ငွေကြေးကသင်ရဲ့အသက်တာတစ်ခုလုံးတင်းဘဝတစ်ခုလုံးကိုမီးလိုလောင်ကျွမ်းတွားလိမ့်မယ်လို့သူပြောခဲ့ပါတယ်။ ။ဘာကြောင့်လဲပြောတဲ့အခါမှာကျွန်တော်တို့ရရှိတဲ့ကောင်းကြီးမင်္ဂလာတွေငွေကြီးတွေကိုကျွန်တော်နှလုံးသားထဲမှာတင်ထားမယ်။ဥမာကူဘန်ထဲမှာတင်ထားတယ်။ဘေးချိန်ဘာဖြစ်သွားမှာလဲ။ဘန်တွေများဟောဖြစ်သွားမှာလား။ဘေးချိန်များဒီငွေကြီးတွေပစ္စည်းသွားမှာလဲ။စသဖြင့်စိတ်ပူပန်ရမှာဖြစ်ပါတယ်။မီးလို့လောင်ကျွမ်းနေတိုင်းလို့လို့ခံစားမှာဖြစ်ပါတယ်။ကျွန်တော်တို့ကိုဘုရားသခင်ကျွန်တော်တို့ကိုပေးတဲ့ကောင်းကြီးမင်္ဂလာတွေကိုဘုရားသခင်နိုင်ငံတော်အတွက်ဝမ်းမြောက်စွာပါဝင်ပေးလို့ပေးကမ်းခြင်းအပြင်ကျွန်တော်တို့ဘုရားသခင်နိုင်ငံတော်အတွက်ပါဝင်ဖို့ဖြစ်ပါတယ်။အထူးသဖြင့် ရားခင်ကျွန်တော်ပေးထားတဲ့ကောင်းချီးမင်္ဂလာတွေကိုပြားခင်နိုင်ငံတော်အတွက်၊ကုညီလိုအပ်နေတဲ့သူတွေအတွက်၊ဇင်ရဲတော်သူများအတွက်၊စွန့်ကြေးပေးကမ်းဖို့လိုအပ်နေတော်သူများအတွက်၊မိဘမရှိသောသူတွေအတွက်၊တက်ကြီးဝေအိုတွေအတွက်၊အငယ်ဆုံးသောသူများအတွက်ကျွန်တော်ပြားခင်ပေးထားတဲ့ကောင်းချီးမင်္ဂလာနဲ့ပြန်လည်ပြီးတော့ပေါဝင်ကြဖို့ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်စလီကတော့ဒီအဆိုသုံးခုကိုလက်ခံယုံကြည်ထားတဲ့ပြားနိုင်သည်များယူပါ၊စုနိုင်သည်များစုပါ၊ပေးနိုင်သည်များပေးကမ်းပါ။တယောက်စီတိုင်းပေါ်ပြားရှင်ကောင်းချီးပေးပါစေ။